ကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားမီးများတွေအခုဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာပါအဲ့တော့အဲ့လိုဟောပြောပေးတဲ့အခါမှာပြည်ပြည်စုံစုံလေးဖြစ်ရလေအောင်အလုံးကိုင်းငွေကြေးနောက်ကျန်းမာရေးနောက်လူမှုရေးပညာရေးဘာသာရေးနဲ့ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စနောက်ရန်အတိုက်အခိုက်ရှိမရှိဆိုပြီးတော့ဒါပြည်ပြည်စုံစုံလေးကျွန်တော်ကတေရော့ကတ်တင်နဲ့ဟောပြောပေးမှာပဲဖြစ်ပါတယ် တနင်္ဂနွေသားမီးများအတွက်ပထမအဦးဆုံးအနေနဲ့ကျွန်တော်အလောက်ကင်အခြေအနေအတွက်ကိုစပြီးတော့ကြည့်ပြပါပါအခုဒီဝေရောက်ဖြတ်တန်းရမယ်17လပိုင်းတလတာကာလာတော်တွင်မှာတနင်္ဂနွေသားမီးများဟာအလောက်ကင်နဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့တိုးတက်ကြောင်းလဲမှုတွေရရှိလို့လာပါလိမ့်မယ်လုပ်ငန်းခိုင်ငံအလိုက်နဲ့ပတ်သက်တဲ့အခြေအနေတွေမှာတိတိသာသာကိုကံစားတာတွင်လန်းတိုးတက်မှုတွေရရှိလာနိုင်တယ်ဆိုတဲ့နမိတ်ပုံကို တွေ့ရပါတယ်အလုတ်ကိုင်အခွင်လန်းကောင်းနှစ်ခုလောက်ပေါ်ပေါက်လာနိုင်တယ်လို့တွေ့ရပါတယ်နောက်ဈေးရောင်းနေတဲ့သူတွေဆိုလို့ရှိရင်လည်းပဲအယောင်းဝယ်တွေပို့ပြီးတော့ကောင်းလာလိမ့်မယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာနောက်ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုဆက်ပြီးတော့ပြောပါပါမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ချမ်းသာပါလိမ့်မယ် ပျော်ရွှင်ရပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေတော်တော်များများကိုပြည်လည်အောင် ဖြေရှင်းနိုင်ပါလိမ့်မယ်။ငွေရေးကြေးပိုင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တနင်္ဂနွေသားမိများရဲ့ကျန်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်။ကျန်းမာရေးကတော့ကောင်းလိုက်မကောင်းလိုက်ဆိုတဲ့ပုံစံမျိုးလေးတွေ ဖြစ်နေတာပါလေအခုကောင်းနေလိုက်တော့ကြာထပြီးတော့တခုမို့တခုထပြစ်လိုက်အခုဖြစ်နေတဲ့ယောဂလည်းခဏနေပျောက်သွားလိုက်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တတ်ပါလေကျမ်းမာရေးကတော့အကောင်းအဆိုးဒွန်တွဲနေတယ်လို့တွေ့ရပါတယ်လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်လူမှုရေးပိုင်းမှာတော့အစင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်အထူးသဖြင့်တော့ ကြီးခဲ့တဲ့သူတွေနဲ့ပတ်သက်တဲ့အပိုင်းလေးတွေမှာပို့ပြီးတော့ခရူးဆိုင်ပေးပါ။နောက်ဒီလာပိုင်းဟာလည်းလည်းလေးရံများတယ်အတိုက်ခံများတယ်ပြဿနာအနှောက်အယှက်လေးတွေများနိုင်တယ်လို့ဆိုရမယ့်အနေအထားမျိုးကို သတ်တွေ့ရပါတယ်ဆက်လက်ပြီးတော့ပညာရေးပိုင်းနောက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်အစီအမပြေမှုတွေများတတ်ပါတယ်ပညာရေးကံအားနည်းနေပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲချွတ်ချော်မှားယွင်းမှုတွေအစီအမပြေမှုတွေဖြစ်ပေါ်စေတတ်ပါတယ်ဒါမှမဟုတ်ဒီတလားတာကာလတော်တွေမှာတနည်းမှုတွေသာမိများရဲ့ပညာရေးနဲ့ဘာသာရေးဘက်မှာတော့နည်းနည်းလေးဂယုစိုက်ပါလို့မှားကြလို့ပါတယ်ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စတွေကိုတဲတော့ကတ်ကြည့်ပေးပါမယ်ခရီးကိစ္စတွေမှာလည်း ဲအလွဲလွဲအချော်ချော်လေးတွေအထင်မော်လေးတွေအစင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်ဒါမျိုးခยีသွာလာမှုနဲ့ပတ်သက်တဲ့အခြေအနေတွေမှာနည်းနည်းလေးဂယူဆိုင်စေခြင်းတယ်လို့လည်းပဲမှာကြားလို့ပါတယ်ခင်ဗျာတင်းငွေတွေသားကြီးများအတွက်ဒီစက်တလပိုင်းဟာပေါ့နော်မထင်မှတ်တာတွေမမျော်လင့်တာတွေအံ့အားသင့်မော်ရအဖြစ်ပြက်တွေအဲကောင်းသောအလှည့်အပြောင်းတွေကြုံရတတ်တယ်လို့တွေးရပါတယ်ဒီတလတာကာလတွင်မှာသီတာထင်ရှားတဲ့ ဘဝရဲ့တိုးတက်ပြောင်းလဲသွားစေနိုင်လောက်တဲ့ကံအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ဒါတွေကိုလက်လွတ်မခံဘဲနဲ့အသုံးချတိုင်မယ်ဆိုရင်ဒါတို့တဲ့အောင်မြင်မှုတွေကိုရသွားလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာအဲ့တော့ရေရအနေနဲ့ကတော့ ခရီးသွားလာလှုပ်ရှားနေတဲ့သူတယောက်သို့မဟုတ်လမ်းမပေါ်လူတယောက်လူအပ်နေတဲ့သူအဲချုပ်တက်နေတဲ့သူဒါမှမဟုတ်အလူခံပုံကိုတအိုးတယောက်ကိုကိုတန်းနံတဲ့လောက်ဝေကြည်လေလှူဒန်းမှုပြုပြီးတော့ကုစုကောင်းမှုလေးယူလာလို့ယူခြင်းအပြင်ဒါကံနေလက်တွေပွင့်လာစေပါလိမ့်မယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်